ကဲမင်္ဂလာပါညီကိုတို့ဤမင်္ဂလာပါဗျမင်္ဂလာပါဗျ Stroke Kobe Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်အဲ့တော့ဒီနေ့ကတော့ဒါ Super Sunday ပေါ့လीနော်ပွဲအရန်နေပါတယ်နော် Premier League ဆိုရင်လည်းကျွန်တော်ဒီနေ့နှစ်ပွဲပဲရှိတယ်ပေါ့လीအဲ့တော့နေ့လေး အဲရွေးရပြူရခတ်တယ်ဆိုတော့ series ကကျွန်တော်ဒီဟာဒီတစ်လျှောက်လုံးရှောင်ထားတာဆိုတော့လက်ကြံပွဲတွေကဒါလာလီဂါမှာဒီနေ့၄ပွဲပဲရှိမယ်ဘွန်ဒလီဂါက၂ပွဲနဲ့ဆိုတော့ဒီနေ့ရွေးရဟိုကန်ရတော့တော်တော်လေးကျက်တယ်ပေါ့လေအဲ့တော့ကျွန်တော်တခြား league ထဲကကျွန်တော်တပွဲနှိုက်ထုတ်ထားပါတယ်เนาะဒီနေ့ကတော့ကျွန်တော်ဒီအဲနားမယ်လို့ဆုံးဖြတ်ထားပေးမယ်လေဒါစောင့်နေတဲ့ညီကိုတွေရှိတဲ့အတွက်ကျွန်တော်ဒီနေ့ live လေးနှစ်ခုလောက်တော့ကျွန်တော်တက်လာမှာဖြစ်ပါတယ်เนาะအဲ့တော့အဲလောလောဆယ်ကတော့ဒါ series အရှောင်းနေဆိုတော့ inter milan ဘွဲကတော့လက်ရှိကန်နေပြီဆိုတော့ကြည့်စရာမလိုဘူးဗျเนาะအဲ့တော့လက်ရှိနောက်တနားကြီးမှာကန်မဲ့ ဒီအဲ၈နိုင်ပေါ့နော်မြန်မာစံတော်ချိန်ဆိုရင်တော့၈နိုင်မှာကမ်းမယ် EZ အကမာနဲ့ Sparta Rotterdam ပွဲလေးလဲထည့်ပြီးပြောပြသွားမှာဖြစ်ပါတယ်။နော်ဒီနေ့ကတော့နှစ်ဆပွဲကျွန်တော်သုံးပွဲရှိပါမယ်။၄သမောင်းလေးနော်နှစ်မောင်းနဲ့ကျော်ဒီနေ့ live လေးနှစ်ခုမှာ၄သမောင်းတမောင်းကိုတစ်ခုစီနဲ့ဒါ live လေးနှစ်ခုခွဲပြီးတော့ကျွန်တော်ဒီနေ့သွားမှာဖြစ်ပါတယ်။နော်ဒီညီကိုမနေ့ကတော့တော်တော်လေးအဆင်ပြေကြမယ်ထင်ပါတယ်ဗျ။နော်မနေ့ကတော့ mount တစ်လေးကျွန်တော်အောင်ခဲ့တယ်ဆိုတော့ဒီနေ့ကတော့နည်းနည်းလေးထိန်းစော့ပေါ့လीနော်။အဲ့တော့ အဲထုံးစံအတိုင်းလေးပဲကျွန်တော်တို့ဒီပပလေးပဲသွားပါမယ်เนาะအဲ့တော့အဲမနေ့ညကတော့ကျွန်တော်ဒါ Telegram မှာနောက်ကြပွဲအနေနဲ့တင်ပေးတဲ့ဒီ project ကတော့ဒါမနေ့ရယူယူပွဲအနေနဲ့ကြာတဲ့ဒါဒီ Bind Body ကတော့မနေ့ကဒါနှစ်စာပွဲအနေနဲ့အဲလူလူစင်းမစုံခဲ့တဲ့အနေထားမှာကျွန်တော် short short ခဲ့တယ်ပေါ့လीเนาะမနေ့ကတော့ကျွန်တော်အချိုးများက650အပေါင်းထွက်ခဲ့ပါတယ်เนาะအဆင်ပြေကြမယ်ထင်ပါတယ်ဗျမင်္ဂလာပါညီကိုတို့ရေ brother ချမ်းမြေမင်္ဂလာပါညံဖြိုးမင်္ဂလာပါဝင်းအောင်မင်္ဂလာပါ လင်းမိုးအောင်မကွေးမင်္ဂလာပါဗျ vivo မင်္ဂလာပါရွှေကြီးမင်္ဂလာပါဂျက်ကိုကိုမင်္ဂလာပါပိုရှင်းမင်္ဂလာပါမျိုးကျော်သူမင်္ဂလာပါစိန်ပိုင်မင်္ဂလာပါအောင်ကြီးမင်္ဂလာပါမင်းသက်မင်္ဂလာပါမင်းမြင့်စုအောင်မင်္ဂလာပါဗျအောင်မြင့်မြတ်မင်္ဂလာပါဆိုးလာမင်းမင်္ဂလာပါဘိုးဘိုးထုံးမင်္ဂလာပါဦးစွမြင့်မင်္ဂလာပါရမ်ဘိုရမ်ဘိုမင်္ဂလာပါကူကီးမင်္ဂလာပါမောင်ပစင်းမင်္ဂလာပါရဲလေးမင်္ဂလာပါကျော်အဲကျော်စန်းထုံးမင်္ဂလာပါဗျအဲကိုမင်းသိမ့်မင်္ဂလာပါကျော်စီရမင်္ဂလာပါဗျအောင်ဦးအောင်မင်္ဂလာပါဗျအဲအီဗန် ဲဘာဝေးပါလဲ event lion လာမင်္ဂလာပါဗျာ okay okay မင်္ဂလာပါနေနေမင်္ဂလာပါအောင်ကိုမြင့်မင်္ဂလာပါ zinus မင်္ဂလာပါကိုကိုမောင်မင်္ဂလာပါဗျာဒါသာမမောင်မင်္ဂလာပါဝင်းဝင်းဝင်းမိုးကြော်မင်္ဂလာပါဗျာမင်းအောင်မင်္ဂလာပါမျိုးမျိုးမင်းစော်မင်္ဂလာပါပြည့်စုံမင်္ဂလာပါတပ်ပိုင်မင်္ဂလာပါဗျာအဲ so each so agent အောင်မင်္ဂလာပါမမမိုးမင်္ဂလာပါဖုံးမြင့်မင်္ဂလာပါရဲနိုင်မင်္ဂလာပါကိုဗလာမင်္ဂလာပါပီတာကျော်မင်္ဂလာပါညီကိုကြီးနော်အဲ့တော့အသေးလေးလက်မလေးလေးတယောက်တစ်ချက်လောက်ကုန်ပြီတော့နှိပ်ပေးကြပါဦးညီကိုကြီးကျေးဇူးများကြီးတင်ပါတယ်ဗျအဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့က live လေးနှစ်ခုနဲ့ ဆွဲမယ်ပေါ့လीเนาะအဲ့တော့အစောဆုံးပွဲကတော့ကျွန်တော်ဒါမြန်မာစံတော်ချိန်၈နာရီမှာပေါ့လीเนาะအခု time မှာ9နာရီဆိုတော့ရန်ကုန်မှာဟိုပါပေါ့6ခွဲတော့ဖြစ်မယ်ပေါ့လीเนาะအဲ့တော့6ခွဲ9ခွဲ10ခွဲဆိုတော့ကျွန်တော်ဒါတနာရီကွယ်2နာရီလောက်တော့လိုသေးတယ်ပေါ့လी AC လीကျွန်တော်ပြောလို့ရပါတယ်เนาะဒီနေ့ကတော့2စာပွဲလေး3ပွဲဒီနေ့ရွေးချယ်ထားပါတယ်ဒါကြောင့်လည်းပွဲ3ပွဲလေးရွေးချယ်ထားပြီးတော့မှ၄သင်းပေါင်းလေး2မောင်းနဲ့ကျွန်တော်မနေ့ကတိုင်းပဲဆက်ပြီးဆွဲမှဖြစ်ပါတယ်เนาะအဲ့တော့အသေးလေးလက်မလေးလေးလောက်ပါအောင်ညီကိုရေးဆိုတော့ကျွန်တော်ခဏနေတော့စမယ်ပေါ့လीเนาะ ပွဲကဒီနေ့တော်တော်လေးနည်းတယ်ဗျာဘယ်လိုဖြစ်လဲမသိဘူးပေါ့နော်အရင်ဆိုရင်ပရီးမီးယားလိဂ်ကအဲတနင်္ဂနွေနေ့ဆိုရင်၄ပွဲလောက်တော့နော်၃ပွဲ၄ပွဲလောက်တော့ရှိတဲ့အနေအထားမျိုးမှာဟိုဒီနေ့ကတော့တော်တော်လေးရွေးရတာခက်တယ်ပေါ့လीနော်အဲ့တော့လာလီဂါမှာလည်းအရင်ကြီးအဲကောင်းတဲ့ပွဲတော့တိတ်မရှိဘူးပေါ့အဲ့တော့မနေ့ကတော့ကျွန်တော်တို့ဒါပရီးမီးယားလိဂ်တော်တော်များများအဆင်ပြေတယ်ပေါ့လीနော်ဒါမနေ့ကကျွန်တော်တို့ပရီးမီးယားလိဂ်မှာအာဆင်နယ်ဘီဘောဂျီရောက်เนาะကျွန်တော်အဆင်ပြေတယ်ဘရိုက်တန်ဘော်ဒီအဆင်ပြေတယ်ဘရန်ဖို့တော့ကြာတယ်ပေါ့နော်ဘရန်ဖို့ကြာတယ်ဝူဗမ်ဒန်ကြာတယ် အဲ့ပြီးရင် Manchester United ဒါ X2 2x double chance နဲ့အောင်းတယ်ပြီးရင်ကျွန်တော် Chelsea ဘောဒီအောင်းတယ်เนาะမနေ့ကတော့အများစု Premier League မှန်ကန်ခဲ့ပါတယ်ဆိုတော့ဒီနေ့ကတော့အဲ Premier League တွေကတော့ကျွန်တော်မယူတာကို၄သင်းပေါင်းနဲ့ပဲကျွန်တော်ထည့်ထားတယ်ဗောနော် idea တပွဲကတော့တခြား league တွေကကျွန်တော်နှိုက်ထုတ်ထားပါတယ်ကြည့်ရအောင်ကျွန်တော် Let's go ပါညီကိုရေเนาะအဲ့တော့ဒါအသေးလေးလက်မလေးတွေတယောက်တစ်ချက်လောက်ကုန်ပြီးတော့နှိပ်ပေးကြပါအောင်ညီကိုရေကျေးဇူးများကြီးတင်ပါတယ်ဗျဆိုတော့ဒါ Wines ဘောမှာဆော့ကျင်တဲ့ညီကိုရေအနေနဲ့ကလည်း Gobi ရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုပြီးတော့လေ100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါက Wines ဘက်မြန်မာ Facebook page နဲ့သူတို့ application တို့ဘော website link က customer service call လေးကိုနေပြီးတော့လည်း24နာရီတိလို့ရတယ်မေးမြန်းလို့ရပါတယ်အဲ့တော့ကျွန်တော် let's go ပါအဲ့တော့ပထမဆုံးကျွန်တော် premier league ထဲကကျွန်တော်နှစ်ပွဲပထမဆုံးပြောပြမယ်နော်အဲ့တော့ premier league မှာဒီနေ့ပထမဆုံးအစောပွဲက west ham နဲ့ newcastle ပွဲဖြစ်ပါတယ်အဲ့တော့ west ham အနေနဲ့ကဒီနီးပြတဲ့ newton santos ရောက်လာပြီးနောက်ပိုင်းလည်းအဆင်သိပ်မပြေနေဘူးဆိုတော့သူကင်ခဲ့တဲ့၄ပွဲမှာ၃ပွဲရှုံးထားတယ်တပွဲတည်းကြာထားတယ်ဆိုတော့ဒီမှာထပ်ပြီးတော့အိမ်ကွင်းမှာ နီရိုဆန်တို့အနေနဲ့တခုခုတော့လုတ်ပြကောင်းလုတ်ပြလိမ့်မယ်။နော်ပြီးခဲ့တဲ့ရာသီမှာဝက်ဆန်အင်္ဂမနယူကာဆယ်ဝင်းဝင်းနေပြီးခဲ့တဲ့ကြီးရလည်းပဲ90ရှုံးကျွန်တော်တို့ဖြစ်ပါတယ်။ဒါဟိုရောင်ဇီးဝမ်းနဲ့နယူကာဆယ်ကအောင်ခဲ့ပါတယ်။အဲ့တော့အခုတလုံး20ပေါင်းအဝေးဝန်းကနေပြီးတဲ့နယူကာဆယ်ဘော်ဒီကတော်တော်လေးကြီးပြင်းတယ်လို့ကျွန်တော်ပြောရမှာဖြစ်ပါတယ်။နော်အဲ့တော့ဝက်ဆန်အင်္ဂမသမိုင်းလျှောက်ဝေးခွင်းကနေနယူကာဆယ်ကြီးဖွင့်ခဲ့ဘူးတာ၄ချိန်ရှိပါတယ်။2014မှာ2ချိန်လည်းပဲ100ရှုံး အဲ level 50ရှုံး13နဲ့အောင်ပါတယ်18ရက်တလာမှာเนาะအဲ့တော့တခါနောက်2023เนาะဒီမှာဒီမှာဒါတခါပြီးရင်ကျွန်တော်2023လေးလပိုင်းမှာ level 50ရှုံးဖွင့်တယ်15နဲ့နောက်ထပ်အောင်တယ်ပြီးတော့2023 10လပိုင်း10ရက်နေမှာ level 50ရှုံးဖွင့်တယ်တူတူနဲ့တည်ကြတယ်နောက်ပြီးတော့ဒီနောက်ဆုံးမနစ်ကပေးခဲ့တဲ့ကြီးက level 50ရှုံးမှာ Z1 ဆိုတော့တမိုင်းတစ်လျှောက်အဝေးခွင့်ရနေ၄ချိန်ကြီးဖွင့်မှုတဲ့အနေထားမှာ၃ချိန်ဟာအောင်ခဲ့တယ် လေးချိန်စလုံးကလည်းလည်း50ရှုံးနေပြီဖြစ်ခဲ့တာကြောင့်အခုပေးတဲ့တလုံး20ပေါင်းဟာ20ပေါင်း30ပေါင်းဟာတော်တော်ကြီးပြင်းနေတဲ့အနေအထားမျိုးဖြစ်ပါတယ်เนาะဒါကြောင့် Nelly တော့ Yugasel အောင်နိုင်တဲ့အရေးအယောင်လေးမြင်ရတယ်အဲ့တော့ဒါကလက်ရှိအနေအထားအရ Yugasel current rhythm form အရအရန်ကောင်းနေတာကြောင့်လည်းပါတယ်လို့ Wasan ရဲ့ Nuno Santos အနေနဲ့လမိုင်းမကတ်တဲ့ rhythm ကြောင့်လည်းပါကောင်းပါလိမ့်မယ်ပေါ့လေအဲ့တော့တောက်လျှောက်ကကိုပီးရတဲ့ပြဿနာပေါ့နော်ဝက်ဆန်အနေနဲ့က list ကို2-1 Bradford ကို0-2 Arsenal ကို2-0ထားလိုက်တယ်ပေါ့နော် အေဗာရန်ဝမ်ဝမ်ခရစ်စတယ်ဘဲလစ်ကို1 2တောက်လျှောက်ဟာဝက်ဆန်ခန်းစစ်ကတော့အဆင်မပြေတဲ့အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့ခန်းစစ်အဆင်မပြေရင်တော့တိုက်စစ်ကတော့သွင်းမရမယ့်အနေအထားမျိုးဖြစ်တာကြောင့်ဒီဟာဒီအိမ်ကွင်းမှာနော်ဂိုးမသိမ်းတဲ့ပွဲရလဲနှစ်ပွဲပဲရှိတယ်ဂျန်နယ်ပွဲအားလုံး900တာတယ်ချယ်ဆီကို15ခရစ်စတယ်ဘဲလစ်ကို1 2လိုက်လီကို1 1ဆိုတော့ဒီလိုမျိုးအနေအထားမျိုးမှာ ဒီနေ့နူနိုဆန်တိုစ်အနေနဲ့တော့ဘဲဥကွဲမယ်ထင်တယ်ဗျာနော်အိမ်ကွင်းပရိသတ်ရှေ့မှာလေနူနိုဆန်တိုစ်အနေနဲ့ဘဲဥကွဲအောင်တော့ကံမဲ့အနေထားလေးရှိပါတယ်ထူးထူးခြားခြားအနေနဲ့ဒီရသည်အိမ်ကွင်း၄ဘွဲမှာ၄ဘွဲလုံးရှုံးထားတဲ့ဝက်ဆန်အိမ်ကွင်းကနော်တလုံး30ပေါင်းပေးတာဟာအဝေးကွင်းကနေနော်ညူကဆယ်ပေးတာသဘာဝကျတယ်တခုစိုးရင်တာကဒီဝက်ဆန်အိမ်ကွင်းက ီယာလီမှာ12ဂိုးထိပေးထားရတဲ့ခံစစ်ကိုပိုင်ဆိုင်ထားတယ်ဒါပေမဲ့2ဂိုးပဲသွင်းနိုင်တဲ့အချက်ကြောင့်တော့နည်းနည်းလေးအနေရများတယ်ပေါ့လေဒါပေမဲ့လည်းလက်ရှိနျူကာဆယ်ကရောက်လာတဲ့တိုက်စင်မှုဝီလ်ဆန်နဲ့ပွဲထွက်လာမဲ့ဝက်ဆန်အနေနဲ့ကဒီဘက်မှာတလုံးတော့တော့ရမယ်လို့ယူဆပါတယ်အဲ့တော့ဒီဘက်ကတလုံး20ပေါင်း30ပေါင်းပေးထားတဲ့အဝေးဝန်းအနေနဲ့ပြန်စဉ်းစားမယ်ဆိုရင်လည်းနျူကာဆယ်အနေနဲ့တေချာပေါက်99နဲ့เนาะ individual အနေနဲ့ over 1.5တလုံးအထက်ကျော်နိုင်တဲ့ဟို body ဝင်ရိုးပေးထားပေးထားတဲ့အနေအထားကြောင့်ဒီဘက်ကအချိန်မြွေး 1 2ကအချိန်မီဖြစ်သွားနိုင်နေပြီเนาะ1 2 2 2အဲ0ကတော့အနေဆုံးစမယ်လို့ယူဆတယ်လက်ရှိနီကဆရာတော်တော်ဟော့စပါအသင်းကိုနိုင်ပြီးတော့ကာတာဘောင်းမှာနောက်တစ်ဆင့်တက်လာပြီအဲ့တော့ဖူဟန်ကိုပြီးခဲ့တဲ့နောက်ဆုံးပွဲမှာ2 1နဲ့ဖြုတ်ထားတယ်ဘန်ဗီကာကိုချန်ပီယံလိမှာဖြုတ်ထားတယ်ဘရိုက်တန်အသင်းအိမ်ဝင်မှာတော့2 1တခုရှိတာကနီကဆရာအသင်းက ဒီဟာဒီအဝေးဘက်မှာနိုင်တာတပွဲပဲရှိတယ်။အော်တပွဲမှမရှိသေးဘူးเนาะ။နိုင်တဲ့ဟာ Union စိတ် KYC ကိုနိုင်တာเนาะ။ Zivo နဲ့အဝေးဝင်းကနေနိုင်တာ Champion League မှာ။ Premier League ၄ပွဲမှာ၄ပွဲစလုံးညကဆေးရနိုင်ပွဲမရသေးဘူး။၄ပွဲစလုံးမှာလည်းတကူပဲသွင်းထားတယ်။အဲ့ဒါ Brighton နဲ့ပွဲမှာ2-1ဘုံမောက်အိမ်ကွန်းမှာ ZZ Leeds အိမ်ကွန်းမှာ ZZ Aston Villa အိမ်ကွန်းမှာ ZZ ဖြစ်နေတဲ့အတွက်နှစ်သင်းစလုံးရဲ့ဝက်ဆန်အိမ်ကွန်းမှာနှစ်ကိုပဲသွင်းရသေးတယ်။ညကဆေးရအဝေးဘက်မှာတကူပဲသွင်းရသေးတယ်။ဒီလိုမျိုးအနေထားမျိုးမှာ၃လုံး90ပေါင်းအနေနဲ့စဉ်းစားမယ်ဆိုရင်ကျွန်တော်ကတော့ဒီပွဲ ဟိုနှစ်သင်းလုံးဂိုးရမယ့်ဘတ်ပဲသွားခြင်းတယ်ပေါ့လေဆိုတော့ body အနေထားတက်ဆိုင်ကျွန်တော်ဂိုးပေါ်ပူကြိုက်တယ်ဝက်ဆန်ကနူနိုဆန်ဆိုနူနိုဆန်တို့အနေနဲ့ကအချိန်မီအဲတည်ဖြစ်သွားနိုင်တဲ့အနေထားမျိုးမှာလက်ရှိဝက်ဆန်လည်းမနေရဘူးညူကာဆယ်လည်းမနေရဘူးဒါကြောင့်ကျွန်တော်ကိုပေါင်းဘတ်ပဲသွားတာကြောင့်ကျွန်တော်ဒီပွဲလေးတော့နှစ်သိန်းစလုံးကိုရနိုင်တာကြောင့်ဆိုတော့ဘိုလီနူးစကိုလေးကြိုက်တယ်ဂိုးပေါ်လေးရွေးချစ်ထားပါတယ်เนาะနျူကာဆယ်ဂိုးပေါ်ဖြစ်ပါတယ် နောက်တစ်ပွဲကမန်စီးတီးပွဲလေးဖြစ်ပါတယ်အဲ့တော့မန်စီးတီးအနေနဲ့ကဒီနေ့ပွဲမှာတလုံး30ရှုံးထိပြင်လာတယ်တလုံး20ရှုံးထိပေးထားပါတယ်မနေ့ကအိမ်ခွဲမှာမန်စီးတီးပြေးတဲ့ကြီးကကျွန်တော်တလုံး100ရှုံးပေးတယ်3ဂိုးတကိုးနဲ့ပွဲပြီးတယ်ဂျီအောင်နဲ့အဲ့တော့မနေ့ကလောက်ဂျီမပြင်းဘူးတလုံး90ရှုံးတော့မရောက်ဘူးတလုံး30ရှုံးပေးထားတယ်ဒါဟာလက်ရှိဒီမန်စီးတီးနိုင်ငံတော်မှာအရင်ကြီးကိုးပြမဲ့အနေဒါမဟုတ်ဘူးလို့ဘူဂီဒီမှန်းဆထားမှုရတယ်ဒါပေမဲ့တလုံး30ရှုံးပေါ်ဒီဝင်ရောမှာကျော်တလုံး20ရှုံးကိုပေါင်းကြီးဖြစ်တာကြောင့် ဘုံမောက်ကိုတလုံးပေးထားတဲ့အနေအထားမျိုးเนาะကိုပေါင်းကြီးမျိုးဖြစ်နေပါတယ်။မန်စီးရီးယားတမိုင်းတစ်လျှောက်မှာဘုံမောက်ကိုအခံပူတာအလုံးပေါင်း6ဘွဲ့ရှိတယ်။3ဘွဲ့ကြီးကြတယ်6ဘွဲ့ကြီးအောင်တယ်။တခါမှဘုံမောက်ဟာမန်စီးရီးအသင်းကိုတရေတောင်မရဘူးတမိုင်းမှာเนาะတောက်လျှောက်9ပြက်နေနဲ့အများစုရှုံးနေခဲ့တာကြောင့်အစင်လာရ CD အိမ်ဝင်းဟာဘုံမောက်တို့ရလက်ဆိုးတဲ့ ကံကြမ္မာပိုင်ဆိုင်ထားတယ်เนาะအဲ့တော့လက်ရှိအနေအထားအရာကတော့ကြီးရတော့အရန်ကြီးတော့မပြင်းဘူးဒါပေမဲ့ over တွေရွေးတောက်လျှောက်เนาะဖြုတ်ခဲ့တဲ့ CD အိမ်ခွင်းဟာလက်ရှိမနေ့ကလေဘူး၃မှတ်ရသွားတဲ့အနေအထားမျိုးမှာ CD အနေနဲ့ Man U အောက်မှာအဆင့်၈ရမှတ်၁၆မှတ်နေတော့เนาะရက်တည်နေမယ်လို့တော့ကျွန်တော်မတင်ဘူးဒီဘက်ကတကယ်ပေါ့၃မှတ်ဂွာကြီးတို့ကျုံးမဲ့အနေအထားမှာရှိပါတယ်ဘုံမောင်းဟာလက်ရှိအဆင့်၂မှာပါเนาะရမှတ်က၁၈မှတ်နေဆိုတော့ဒီနေ့ဘက်မှာတည်ကြလဲကိစ္စမရှိတဲ့အနေအထားမှာ သူတို့ဒါအရန်ကြီးပက်ရှင်အပြည့်နဲ့တော့ထွက်လာမယ်တော့မထင်ဘူးဗျအဲ့တော့ဘုံမောက်ရဲ့ဒီယာဒီရဲ့ကောင်းရဖောင်ကိုကြည့်ရရင်တော့စိုးတော့မစိုးတောက်လျှောက်ဒါတေပွဲတော့အများစုတွေ့ရတယ်ဗောလေဒါပေမဲ့အဝေးကွင်းပြန်ကြည့်ရရင်အဲ့လောက်ကြီးလောလောငန်းကလုပြထားတာတော့မရှိဘူးဒေါက်တာဟော့စပါအိမ်ကွင်းမှာလေဗီတရာချုံကြီးကိုဒါ Z1 နဲ့နိုင်တဲ့တပွဲပဲရှိတယ်လီဗာပူးအသင်းကို4-2နဲ့ရှုံးတယ်လီးစ်ကို2-2ခရစ်စတယ်ဘဲလစ်ကို3-3ဆိုတော့တောက်လျှောက်ဟာဘုံမောက်ဟာအဝေးကွင်းဒီယာဒီဖွင့်ဆော်ထားတာတွေ့ရပါတယ်เนาะဒါကြောင့်လက်ရှိအနေထားရဒီမှာကြေးအရာရှင်ပြန်ဆိုရင်တော့ လက်ရှိ Liverpool အသင်းပေးတဲ့ကြီးကတလုံးတရာရှုံးပေးခဲ့တယ်။လေးကိုနှစ်ကိုနဲ့ Liverpool ကြီးအောင်ခဲ့တာကြောင့် Liverpool ကြီးမရောက်ပင်မဲ့လည်းတလုံး30ရှုံးဟာ30လောက်တော့ရင်းလို့ကောင်းမယ်ထင်တယ်ဗျ။ဒီဘွဲကဇုံဘော်တော့သွားတင်တယ်။ဒါပေမဲ့ဒိုနာရူမာရောက်လာပြီးတဲ့က CD ဟာနည်းနည်းလေးလန့်ရတယ်ဗောနော်။အိမ်ခွင်းမှာနည်းနည်းလေးအဲခံစစ်ပိတ်ဆော့တဲ့အနေအထားလေးတွေမြင်လာရတယ်။ဆိုတော့ Everton ကို2-0 Burnley ကို5-1 Napoli ကို2-0 Man U ကို3-0ဖြစ်တဲ့အတွက် လေးလုံးအထိမရောက်မှာပဲကျွန်တော်စိတ်ပူတာဥပမာ21တို့20တို့အဲဒီလိုမျိုးဖြစ်သွားရင်တော့ကိုပေါင်းကြီးလက်မှာကြောင်းကျွန်တော်ကိုဘော်တော့နည်းနည်းလေးကြောက်တယ်ပေါ်ရမှာဒီနေ့ပရီးမီးယားလီးကနှစ်ပွဲလုံးပေါ်နိုင်တဲ့အနေအထားလေးရှိပါတယ်เนาะဒါပေမဲ့လက်ရှိဟိုအဖြစ်တင်ဆုံးကတော့ဒီနေ့၃မှတ်ရရင်မန်စီးတီးတင်ရလက်ရှိမှာမှာ16မှတ်ဆိုတော့16မှတ်ပဲရအောင်မှာဖြစ်တာကြောင်းအဲလက်ရှိအာဆင်နယ်နဲ့အရန်ကြီးမကွာမဲ့၃မှတ်ကိုတော့ဂွာကြီးနေတယ်ဒီနေ့เนาะပုဂါတီကနဲ့ စူးစောင်းနိုင်မယ်လို့ကျွန်တော်ကတော့ယူဆတယ်ဆိုတော့တလုံး30ရှုံးမှာတန်အောင်နေမယ်ဆိုရင်တော့တလုံးတည်နေနေပါလက်ရှိ3.3400ရာခိုင်နှုန်းဖြစ်နေ1000000ပြန်ရမယ် Man City body တလုံးတည်ရတော့ပို့ပြီးအဆင်ပြေနိုင်ပါတယ်เนาะဒါကြောင့်ကျွန်တော်ဒီနေ့ Man City body တလုံးတည်လေးရွေးချယ်ထားခြင်းဖြစ်ပါတယ်ကိုပေါင်းကြီးကတော့ကျွန်တော်ကတော့နေလီအန်ရင်များလို့ เนาะเนเนလေးအဲအဲ2130တပေါက်လေးကြောက်လို့ကျွန်တော်ကိုပေါင်းကြီးလေးတော့ရှောင်းပါတယ်နေမယ်ဆိုရင်တော့အပေါ်ပဲစဉ်းစားတင်တယ်လို့ကျွန်တော်ယူဆပါတယ်เนาะโอเคပါဒါဆိုရင်တော့ Premier League နှစ်ပွဲပြီးပါပြီအဲ့တော့ကျွန်တော်တို့တခြားထဲမှာကျွန်တော်ဒီနေ့အဲဒီထဲမှာကျွန်တော်မောင်းနှစ်ထဲကအကုန်ပြောပြီးသွားမယ်ဗျာเนาะအဲ့တော့မောင်းနှစ်ထဲမှာကျွန်တော်နောက်တစ်ပွဲကတော့ကျွန်တော် AZ အကမာဖြစ်ပါတယ်เนาะ AZ အကမာပါခဏလေးကျွန်တော်သွားလိုက်ပါအောင်เนาะအဲ့တော့မနေ့ကတော့ကျွန်တော်တခြား league တွေကเนาะ Scotland league တွေက ဒါ Haas အသင်းကျွန်တော်တို့ဒါဇာပွဲလေးနှစ်ဆပွဲလေးအောင်မြင်ခဲ့ပြီးတော့ဒါ Union Saint Gilloise Belgian League နော်ကျွန်တော်တို့ဒါနှစ်ဆပွဲလေးမနေ့ကအောင်မြင်ခဲ့မယ်ထင်ပါတယ်။ Bayern ကတော့မနေ့ကတော့ဒါအရန်လူစင်းနေနဲ့ကံပြီးတော့3-0နဲ့ဖြုတ်ခဲ့တယ်ပေါ့လေနော်အဲ့တော့မနေ့ကတော့အဆင်ပြေမယ်ထင်ပါတယ်ဗျ။အဲ့တော့ဒီနေ့မှာတခြား league တွေကကျွန်တော် AZ အကမှာ ယူထားပါတယ်။နယ်သာလန်လိကဖြစ်ပါတယ်။ Ajax တို့နော် PSV တို့ဖီယန်နုတို့အဲအဲ့ဒီလိကဖြစ်ပါတယ်။လက်ရှိ Ajax အကမာဟာ22မှတ်နဲ့အဆင့်3မှာရပ်တည်နေတယ်။ Ajax က28မှတ်ဖြစ်ပါတယ်။ဖီယန်နုက PSV က28မှတ်ဖြစ်ပါတယ်။ဖီယန်နုက28မှတ်ဖြစ်ပါတယ်။ဒါကြောင့်လက်ရှိ Champion မဟုတ်ရင်တော့မှအဆင့်နှစ် qualify champion league ဝင်ဖို့ဆိုရင်တော့ Ajax အကမာအနေနဲ့ဒါဒီဒီပွဲကအမားခံလို့မရတယ်ပွဲပါလက်ရှိ Ghana Fountain ရရလဲ10ပွဲမှာတပွဲပဲရှုံးထားနေတယ်6ပွဲနိုင်တယ်3ပွဲတည်ဖြစ်ပါတယ်သူ့အောက်မှာကအဆင့်၄မှာ အေဂျက်ရှိပါတယ်ရမတ်20နဲ့ရက်တည်နေတာဖြစ်ပါတယ်เนาะဒါကြောင့်အောက်ကအသင်းရဲ့เนาะအဆင့်3ယူရိုပါလိဝင်ခွင့်ကာဝေးရေးအတွက်လည်းအေဇက်အကမာဟာဒီနေ့နိုင်ပွဲရဖို့လိုအပ်ပါတယ်အဲ့တော့ဂျေးကိုပြန်ကြည့်ရရင်တလုံး90ပေါင်းကျွန်တော်တို့ပေးထားပါတယ်တလုံးတည်နေအေဇက်အကမာဂျေးဖွင့်လှစ်ထားပါတယ်ဒီနေ့နှစ်သင်းကပေးခဲ့တဲ့ရာသီမှာဘယ်လောက်ထိပေးခဲ့လဲဆိုတော့စပါတာရိုဒတန်အိမ်ခွင့်မှာဒေဂျီတောင်ပေးခဲ့တာပါမှနစ်ကတော့ကเนาะဒေဂျီပေးခဲ့တဲ့အဝေးခွင့်ကနေအေဇက်အကမာ1 2နဲ့နိုင်ခဲ့တာဖြစ်ပါတယ် ဒုတိယကြော်အေဇာကမှာအင်ကွင်းမှာတလုံးတည်ရေးပေးတယ်အဲတုန်းကတော့ဒုတိယကြော်မှာ1 2နဲ့စပါတာရိုတန်ကနိုင်ခဲ့တာဖြစ်ပါတယ်အဲ့တော့အင်ကွင်းမှာတော့မနစ်ကတလုံးတည်ပဲပေးခဲ့တဲ့အေဇာအကမာဟာအခုအဝေးကွင်းကနေတလုံး90ဘောင်းဆိုတော့ကြေးရတော်တော်ပြင်းနေဗျဒါတစ်ချက်ပါအဲ့တော့ဒီလက်ရှိအနေအထားအရအဝေးကွင်းတောက်လျှောက်ပြန်ကြည့်ရရင်လည်းနောက်ဆုံး9ဘွဲမှာအဲကြေးအပြင်းဆုံးဖွင့်တာကဒါတလုံးတည်ဖြစ်တာကြောင့်တမိုင်းတစ်လျှောက်မှာလေကြေးအပြင်းဆုံးဖြစ်ပါတယ်အဲ့တော့စပါတာရိုတန်ဟာလက်ရှိခြေစွမ်းကျနေတဲ့အသင်းမျိုးမဟုတ်ဘူးတောက်လျှောက် ရလက်တွေကောင်းနေတယ်ဒီဒီ Delsa တို့ဒီဒီနောက်ဆုံးကန်ခဲ့တဲ့ Grigonan အသင်းတွေကိုနိုင်ခဲ့တယ်ဆိုပေမဲ့ဒီအသင်းကြီးတွေကိုကျွန်တော်ပြန်ကြည့်ရရင် Agent နဲ့တွေ့ပြီးသွားပြီเนาะအဲ့တော့အိမ်ကွင်းမှာ Agent အဝေးဝန်းကနေပေးတဲ့ကြီးက350ပေါင်းဖြစ်ပါတယ်3ကို3ကိုနဲ့ပွဲပြီးခဲ့တယ်နောက်လက်ရှိအဆင့်1 Fian တို့အဝေးဝန်းကနေ Sparta Rotterdam ကိုပေးတဲ့ကြီးက level 100ရှုံးမှန်းရှိပါတယ်အဆင့်1အသင်းတော် Fian တို့က level 100ရှုံးမှန်းပေးခဲ့တဲ့အနေထားမျိုးမှာအဆင့်3က Isaac Agama က တလုံး90ပေါင်းပေးတယ်ဆိုတော့တေချာတာတကူကတော့ကြည်အရန်ပြင်းနေဗျเนาะအဲ့တော့လက်ရှိအေဇက်ကမှခြေစွမ်းလဲမစိုးဘူးတရားတီတို့ရှုံးထားတာယူရိုပါကွန်ဖရင့်လိမှာ EK လာနာကာကို၄ခုပြန်နေရှုံနေနေမကြံအသင်းကို2-1တဲ့ဒါပဲရှိတယ်ဗောနော်အပြပြောစရာဆိုလို့အဲ့တော့အဝေးခွင်းတောက်လျှောက်လဲရလက်တီကောင်းနေတာကြောင့်ဒီပွဲကဒါတလုံး90ပေါင်းမှာ၃လုံးတည်ရဖြစ်တာကြောင့်အင်ဝဲအနေနဲ့စပါတာအနေနဲ့ ဲ9တော့ရနိုင်ကြည်အနည်းငယ်လေးရှိတယ်အင်ကွင်းတိုက်စစ်ကောင်းတယ်လို့ပြောလို့ရတယ်ဒါကြောင့်နှစ်ကိုးပြတ်မဲ့ဂျင်းမျိုးမဟုတ်ဘူးဆိုရင်တော့မှစပါတာတစ်လုံးရပဲဆိုပေမဲ့အီဇက်ကမှနှလုံးထိပြန်လိုက်သွင်းနိုင်တဲ့ကိုပေါင်းဝင်ယူမျိုးဖြစ်နေတာကြောင့်နေမယ်ဆိုတော့ကျွန်တော်တို့အီဇက်ကမှ body ပဲကြိုက်ပါတယ်เนาะအီဇက်ကမှ body ပါ okay ပါအဲ့တော့နောက်တစ်ပွဲကကျွန်တော်လီဂူ1နဲ့ရွေးချယ်ထားပါတယ်အဲ့ဒါကတော့ lens ဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ lens နဲ့ကျွန်တော်တို့ lorian မှာเนาะ lens နဲ့ lorian မှာတစ်လုံး20ရှုံးပေးထားပါတယ် သုံးလုံးကို50ပေါင်ပြန်ကာထားပါတယ်အဲ့တော့ lens ကိုပြန်ကြည့်ရရင်ဒီအသည်မှာစိုးတော့မစိုးဘူးဒါပေမဲ့၃ဘွဲတော့ရှုံးဘွဲဂျုံတွေထားရတယ်အဲ့တော့လက်ရှိ10ဘွဲမှာ6ဘွဲနိုင်၃ဘွဲရှုံးတဲ့တစ်ဘွဲတည်အဲ့တော့လက်ရှိအဆင့်6မှာရမှတ်19မှတ်နဲ့ရက်တည်နေတာဖြစ်ပါတယ်အဲ့တော့ဒီနေ့နိုင်ရင်တော့အဲ20 21 22ဆိုတော့ရမှတ်22မှတ်နဲ့ဒါမာဆေးနဲ့အပြိုင်ရက်တည်နေမှာဖြစ်ပါဒါပေမဲ့ဂိုးကွာချတဲ့အရာတော့သူတို့အဆင့်3ဘဲဒီနေ့ lens နိုင်အောင်မအဆင့်၃ပဲရောက်မယ်အနေအထားမျိုးဖြစ်ပါတယ်เนาะအဲ့တော့မနေ့ကမာဆေးက၃ရရတော့တယ်အတူကအဆင့်၂ကိုပြန်ရောက်တယ်အဲ့တော့လက်ရှိ lens ပြန်ကြည့်ရရင် lens ကပြီးခဲ့တဲ့ရာသီเนาะ၈တနှစ်ပေါ့เนาะ2023ရာသီမှာပြီးခဲ့တဲ့ကြည့်အရာ ဒီဒုတိယကျော်2024 5လပိုင်းမှာ Landsberg ကတလုံး90ရုံးပေးတဲ့2-0နဲ့အောင်ခဲ့တာဖြစ်ပါတယ်။အင်ကွင်းနောက်ဆုံး5ပွဲမှာ၄ချိန်ကြီးအောင်လာတယ်၊2ချိန်ကြီးကြထားတယ်။အနည်းဆုံးကြီးက level 90ရုံး2ချိန်ပေးဘူးတဲ့1-0-4-1နဲ့အောင်ပါတယ်။တလုံး90ပေါင်း2ချိန်ပေးတဲ့5-2-2နဲ့ပွဲပြီးသားပြီးတော့နောက်ဆုံးရာသီမှာတော့တလုံး90ရုံးဒါ2-0ဖြစ်ထားတာတွေ့ရပါတယ်။အဲ့တော့လက်ရှိပေးတဲ့တလုံး20ရုံးဆိုတာတမိုင်းတစ်လျှောက်မှာအပြင်းဆုံးเนาะဒုတိယအချိန်ပေးတဲ့ လုံး90ရှုံးဝင်ရုံမျိုးဖြစ်ပါတယ်ဒါကြောင့်ဂျေပင်းနဲ့လက်ရှိ Lens ဟာပြီးခဲ့တဲ့နောက်ဆုံးဝင်မှာ Max ကိုရှုံးထားတယ်။ Aussie အိမ်ကွင်းမှာ1-2နဲ့နိုင်ထားတယ်။အဝေးကွင်းတော့အနှိမ့်ငယ်လေးညံ့နေဆိုပေမဲ့အိမ်ကွင်းအရန်အဲကောင်းတဲ့အနေအထားမှာတွေ့ရတယ်နော်။နောက်ဆုံးအိမ်ကွင်း League 5ဘွဲမှာ Lion တသိန်းနဲ့ဟိုပဲဒဲကြီးမှာ0-1နဲ့ရှုံးပါတယ်။ Brest ကို3-1နဲ့အောင်နဲ့ကြီးနိုင်တယ်။ Lille လိုအသင်းကို3-0နဲ့အောင်နဲ့ Paris ကို2-1နဲ့ကြီးအောင်နဲ့ Marseille အသင်းကို2-1နဲ့ကြီးအောင်နဲ့အိမ်ကွင်း5ဘွဲမှာ4ဘွဲအောင်လာတဲ့အချိန်ဟာ လန်စ်အနေနဲ့လက်ရှိအဆင့်3ရောက်မဲ့အနေအထားမျိုးမှာเนาะ30ရှုံးကလွဲလို့တော့ကျွန်တော်ထင်အရှုံးမရှိနိုင်ဘူးလို့ယူဆတယ်ဗျအင်ဂွင်အရန်ကောင်းတော့နေလော်ရီယန်ကလက်ရှိပြီးခဲ့တဲ့ဘက်မှာ PSG ကို1-1နဲ့တည်ခံထားတဲ့တစ်ချက်ပဲကြောက်ရတယ်ဒါပေမဲ့ PSG ကိုကြည့်တော့မနေ့ကကျွန်တော် Nice နဲ့ပွဲမှာကြည့်တယ်ဗျအကောင်တာတွေကောင်းတယ်အော်ဆော့တဲ့ပုံ play sign ကောင်းတယ် formation နဲ့အဆင်ပြေတယ်เนาะဒမ်ဘလီတို့ဘာလို့တောင်ပြန်ပါပြီဒါတောင်တော်တော်လေးရုန်းကန်နေရတဲ့အနေထားပေါ့เนาะအဓိကအဆုံးသက်ပိုင်းတော်တော်လေး အဆင်မပြေတဲ့ပြဿနာဖြစ်နေပါတယ်အဲ့တော့ Lorian လို့အသင်းကိုလက်ရှိဒီ PSC လို့အသင်းကို Lorian ကဝမ်းဝမ်းနဲ့ကန်နိုင်တယ်ဆိုတော့ခန်းစစ်ကတော့မစိုးဘောလေဒါပေမဲ့အဝေးခွင့်ပြန်ကြည့်တော့မဆုံးပါဘူးเนาะအဲ့တော့ Anger လို့အသင်းကိုတော့2-0နဲ့ရှုံးတယ်ဗျာ Paris ကို2-0 Liabri ကို1-1 Marseille ကို4-0နဲ့ရှုံးထားတယ်ဆိုတော့လက်ရှိ Lens ရဲ့ဒီလိုအဆင်မျိုးနဲ့ကတော့10ရှုံးပြင်တော့ကျွန်တော်တို့ဒီဘွဲကเนาะ Lens အနေနဲ့မရှုံးနိုင်ဘူးဗျာနောက် ၃လုံး90ပေါင်ပေးထားတာကြောင့်လေလော်ရီယန်900ကျင်းမှရလိမ့်မယ်ခန်းစစ်အသားပေးပြီးတော့ပိတ်ကန်လာမယ်အနေအထားမျိုးဖြစ်တာကြောင့်ဒီရသည်အဝေးဝင်း9ဘွဲ4-1မှာတကိုးပဲရသေးတဲ့လော်ရီယန်တိုက်စစ်ဟာလန်စ်အိမ်ဝင်းကိုတော့နော်900ရမယ်လို့ကျွန်တော်မထင်ဘူးဗျအဲ့တော့လန်စ်ရွေးချယ်ရမှာဖြစ်ပါတယ်ဒီနေ့ရဲ့နှစ်ဆပွဲဖြစ်ပါတယ်လန်စ်ဘော်ဒီဖြစ်ပါတယ်โอเคပါအဲ့ဒါဆိုတော့ကျွန်တော်တို့နောက်ဆုံးပွဲကတော့ကျွန်တော်ဘေးဇယ်ပွဲလေးဖြစ်ပါတယ်နော်ဒါကတော့ဆွစ်ဇာလန်လိဂါဖြစ်ပါတယ်နော်ဘေးဇယ်နဲ့ကျွန်တော်ရန်ပွိုင်းမှာနော်လက်ရှိဒါဥရောပ အဲယူရိုပါလီလာယူရိုပါကွန်ဖရင့်လီလာမသိနော်ကန်နေတာဘေဇယ်ကအဲယူရိုပါလီမှာပါနော်အဲ့တော့ဘေဇယ်နဲ့ကျွန်တော်ရန်ပွိုင်းမှာဒါပြီးရင်တော့ကျွန်တော်လေးသိန်းပေါင်းပေါင်းနှစ်လေးပြီးပါပြီနော်အဲ့တော့ရန်ပွိုင်းနဲ့ဘေဇယ်မှာလက်ရှိဘေဇယ်ဝေးဝေးကနေ level 40ပေးထားပါတယ်၃လုံးကို80ရှုံးနဲ့ကားထားပါတယ်အဲ့တော့၃လုံး80ရှုံး level 40ရှုံးဖြစ်တာကြောင့်တေချာပေါက်11ကအနေဆုံးစကြည့်ရမယ်အနေထားပါဒါကလည်းလက်ရှိဘေဇယ်ရော ဒီတပကရန်ပွိုင်းရောရဲ့ကာရဖောင်အရာအရန်ကြီးဖွင့်ဆော့လွန်တဲ့အချိန်ကြောင်းဖြစ်ပါတယ်အဓိကရန်ပွိုင်းပေါ့ဗျာရန်ပွိုင်းနောက်ဆုံး၅ပွဲဆက်မှာဂိုးတွေဘလူးပြန်ကန်နေတယ် 5C 1 2 3 2 2 3 3 3ဒီလိုတွေဖြစ်တာတယ်အဲ့တော့ရန်ပွိုင်းအနေနဲ့အိမ်ဝင်းတရားဒီမှာတော်တော်လေးအချိန်ရနေတယ်ကောင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်ဗျာအဲ့တော့ ဘေးဇယ်ကတော့လက်ရှိအဲနည်းနည်းလေးအဆင့်3တော့ရောက်နေပါတော့21မှတ်နဲ့အောက်ကရန်ဝန်က18မှတ်ဆိုတော့နှစ်သိန်းစလုံးကတော့လက်ရှိအဆင့်1ရောက်ဖို့တော့အဲရမှတ်လုံနေတဲ့အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့ရန်ဝန်ရအင်ကွင်းမှာဒီရသည်မှာပနာတကုစ်အသင်းကိုယူရိုပါလိမှာ1-4နဲ့ရှုံးတာနဲ့စိန့်ဂေါ်လန်အသင်းကို1-2နဲ့အင်ကွင်းမှာရှုံးတာနဲ့အင်ကွင်း6ပွဲဆက် ဘိုဒင်းလိုစကိုဖြစ်ထားတယ် over 2.5ဖြစ်ထားပါတယ်အဲ့တော့ဘေဇယ်ကတော့နယ်လီအဝေးဘက်မှာအောက်တဲ့ပွဲလေးတွေနိုင်ငံ့တော်ရှိတယ်ယူရိုပါလိမှာလိုင်ယွန်ကိုအောက်ထားတယ်နောက်ဒီ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 ဖလားပွဲပေါ့နော်ဆွစ်ဇာလန်ဖလားမှာကိုရစ်ဆိုတဲ့အသင်းကိုဝန်းဝန်းနေပေါ့ဆိုတော့ကျန်တဲ့ဆွစ်ဇာလန်လိပွဲအားလုံးဟာ over 2.5အများစုတွေ့ရပါတယ်နောက်နောက်ဆုံးပွဲမှာလူစိန်းစပော့အသင်းကိုတော့၅ဂိုးတကူနဲ့ရှုံးထားတဲ့ဘေဇယ်ခံစစ်ဟာလာမယ့်ယူရိုပါလိလဲပွဲချက်ကန်အောင်မှာဖြစ်တဲ့အတွက်ဒီပွဲကတော့ အဲကျွန်တော်ထင်တော့အနေဆုံးလေးလုံးတော့ရောက်ကောင်းရောက်နိုင်ပါတယ်ကြေးလည်းအရန်ပြင်းပါတယ်နော်2 1 2ဆိုရင်တော့လည်းမပြောတတ်ဘူးပဲဗျာအဲကျွန်တော်ထင်တော့3 2 2 3 2 2ဒီလောက်လောက်ဖြစ်မယ်လို့ယူဆတာကြောင့်ကျွန်တော်နောက်ဆုံးပွဲအနေနဲ့ရန်ပွိုင်းနဲ့ဘေးဇယ်ပွဲရဲ့ဂိုးပေါ်လီရွေးချယ်ထားခြင်းဖြစ်ပါတယ်โอเคပါဒါဆိုတော့ကျွန်တော်ဒီနေ့ရဲ့လေးသမောင်းမောင်းနှစ်လေးရမှာဖြစ်ပါတယ်အဲတော့ပြန်ပြောပေးပါမယ်ဆိုတော့ဒီနေ့2ရက်17လ2025ရက်ဒီကြောင့်တော့ပွဲအနေနဲ့ကျွန်တော်နှစ်စာပွဲဒီနေ့3ပွဲရှိပါတယ်နော်အဲဒါကတော့ကျွန်တော်ဒါ Lance Body ဘေးဇယ်ဂိုးပေါ်နဲ့အေဇက်အကမာဘော်ဒီဖြစ်ပါတယ်เนาะပြီးရင်မောင်းကတော့ဒီနေ့လေးတင်မောင်းမောင်းနှစ်ထဲမှာကျွန်တော်တို့အေဇက်အကမာဘော်ဒီလန်စ်ဘော်ဒီနောက်ဘေးဇယ်ဂိုးပေါ်နဲ့နျူကာဆယ်ဂိုးပေါ်ဖြစ်ပါတယ် ဒါကတော့ဒီနေ့လေးသမောင်းမောင်းနှစ်ဖြစ်ပါတယ်။ Okay ပါဒါဆိုတော့ဒီ live လေးကျွန်တော်ဓမ္မဝေရနာပါစေပြီးနောက် live တဲမှာကျွန်တော်လေးသမောင်းမောင်းတစ်လေးနဲ့เนาะကောင်းတဲ့ပွဲလေးတွေတခြားလေးတွေကပွဲလေးတွေပြောပြီးတော့ကျွန်တော်ဒီနေ့ live နှစ်ခုကိုရနာမှာဖြစ်ပါတယ်။ Okay ပါဆိုတော့အသေးလေးလက်မလေးတွေเนาะတရားတစ်ချက်လောက်ကိုညီပြီးတော့နှိပ်ပေးကြပါဦးညီကလေးကျေးဇူးများတင်ပါတယ်ဗျ။ဆိုတော့နောက် live မှာပြန်ဆုံပါပဲဗျာเนาะအဲ့တော့ဒီ live လေးလည်းဒါအဲကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတရားချင်းတွေတရားကျေးဇူးများတင်ပါတယ်ဗျ။မင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ။